ပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVP ရုံးမြင်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတဲ့မဲဆန္ဒရှင်စင်းတွေဟာယာနဲ့ချီလွှဲမနေပြီးတည်တဲ့သူတွေလည်းပြန်ပါနေသလိုတက်ရှိထင်ရှားရှိနေသူတွေမဲဆင်းမပါတာတွေရှိနေတယ်လို့ကြန့်ခိုင်ရေးပါတီပုပ္ပတိရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလာဆွေကပြောပါတယ် ဘူလက်လာဆွေလိုလူသိများတဲ့ဥလာဆွေက သူအသုံးပြုနေတဲ့ Lion United USDP TikTok အကောင့်ကနေအော်တိုဘားလ9ရက်နေ့ကတရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာပါ UEC ကထုတ်ပြန်လိုက်တဲ့ message တွေဟာနေပြည်တော်လိုနေရာမျိုးမှာတောင်ယာနဲ့ချီကွာချားနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။လွဲမားနေတဲ့မဲဆင်းတွေကိုပြန်ပြင်ဖို့လှုပ်ဆောင်နေပြီး UEC အနေနဲ့အားစိုက်ပြီးလှုပ်ဆောင်ဖို့လိုနေတယ်လို့ဥလားဆွေကပြောပါတယ်။စပူတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့မင်းကင်းမောင်မြင့်ရဲ့မဲဆန္ဒနယ်မှာလည်း မဲဆင်းအများပြားမှားယွင်းနေတဲ့အတွက်ကြမ်းခံရေးပါတီဝင်တွေကစည်ရင်တဲ့လူတိုက်ကပြန်လည်စီစစ်နေတယ်လို့ပါတီဝင်တယောက်ကပြောပါဗျ။မဲဆင်းတွေမှားယွင်းတာနဲ့ပတ်သက်လို့အာနာသိန်းစစ်တပ်ကထုတ်ဖော်ပြောဆိုတာတော့မရှိသေးပါဘူးခင်ဗျာ။မကွေးတိုင်းချမ်းမြို့နယ်မှာနန်းစီဒီယံထွေရုပ်စည်ရေးတရားကိုတနတ်သမားတွေကဖမ်းခေါ်ပြီးပြစ်တက်ခဲ့တယ်လို့စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ချမ်းမြို့နယ် သွေးနက်ကျွေးရမှာနေထိုင်တဲ့အသက်35နှစ်အရွယ်ထွေဦးစည်ကိုနေမျိုးထွက်ကိုအော်တိုဘားလာ3ရက်ညနေပိုင်းမှာအမည်မသိတနတ်သမားတွေကနေရင်အထိလာရောက်ဖမ်းခေါ်သွားခဲ့တာပါတနတ်သမား9ယောက်နေရင်အထိလာဖမ်းခေါ်ပြီးတဲ့နောက်ရွာထိပ်မှာပြစ်တက်သွားတာဖြစ်ပြီးတနတ်ထံရာတွေနဲ့ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့အောက်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူကပြောပါတယ်ရုပ်အလောင်းကိုတော့6မြို့ပြည်သူစေယုံကိုတည်သွားတယ်လို့ဆိုပါတယ် ထရယ်စရေးတည်ဆုံမှုကိုဘယ်အဖွဲ့ကဘာကြောင့်လုပ်တယ်ဆိုတာကိုမသိရသေးပဲစစ်ကောင်စီတက်တဲ့ရဲတွေကတော့စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ခင်ဗျာစစ်ကောင်စီက TNL ထိန်းချုပ်နယ်မြေတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုဆက်လက်ပြုလုပ်နေပြီးတိဘောကိုထိုးစစ်ဆင်မှုပြင်ဆင်နေပါတယ်ထောင့်တရင်ပြေပို့ထားပါတယ်ခင်ဗျာညညာထိုးစစ်ဆင်ပြီးတဲ့နောက်အော်တိုဘတ်ရဲနေမှာပြန်ပြီးထိန်းချုပ်သွားနိုင်တာဖြစ်ပါတယ် ဒါမှလည်းကြောင်မဲတဝိုက်မှာတော့ထီထွေတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်အထူးသဖြင့်ကြောင်မဲတီဘောလမ်းပိုင်းမှာတိုက်ပွဲကဆက်ရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တူကပြောပါတယ်စစ်ကောင်စီက TNL ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပြီးတီဘောနဲ့နန်းစံပတ်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာတိုက်ဆုံမှုတွေရှိနေသလိုလူနေအိမ်နဲ့ပတ်သက်ရေးဆောက်ဦးတွေလည်းပျက်စီးဆုံးရှုံးတာတွေရှိနေပါတယ်ဒေသခံတို့ပြောပြတာကို DB ကနောက်ခံအသံထည့်ဖတ်ထားပါတယ်မြို့ထဲမှာတော့သူတို့ထိန်းထားတယ်မြို့ပြင်တွေမှာတော့တိုက်ပွဲတွေရှိနေတော့မယ် ကြောင်မဲတီဘောအထွက်လန်းနာမှာတိုက်ပွဲဆက်ဖြစ်နေတာဂျက်ဖိုက်တာရီနဲ့ကတော့ထောက်လျှောက်လာပြနေတာပဲစစ်ကောင်စီနေနဲ့နောင်ချိုကိုတိမ့်ပိုက်ပြီးတဲ့နောက်ကြောင်မဲဘက်ကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခတ်မှုတွေအရင်ပြုလုပ်ပြီးမြေပြင်ကနေထိုးစစ်ဆင်နေတာပါတီဘောကိုလည်းဒီလိုပဲဆက်လုပ်ဖို့ရှိနေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့စစ်ကောင်စီနေနဲ့ကြောင်မဲမှာတက်တွေပြန်လဲစုဖွဲ့ပြီးမှကြာခင်တီဘောကိုထိုးစစ်ဆက်ဆင်လိမ့်မယ်လို့စေးလေးလာသုံးသပ်သူလူဖြစ်တဲ့စီရန်ဘိုးကြီးကိုစင်ရောကပြောပါတယ်ကြောင်မဲကိုရပြီဆိုတော့ကျွန်တော်လက်ကျန်က တီဘောပဲရှိတော့တယ်အဲဒါဆိုရင်ကျွန်တော်တို့လာရှိုမန်လေးလမ်းမကြီးတစ်လျှောက်လုံးဘောနော်စစ်တပ်ကထိ ंछ ုံနိုင်သွားပြီလို့ပြောရမှာအဲ့တော့လက်ကျန်တီဘောပေါ့လက်ကျန်တီဘောဟိုတော့သူတို့အရင်ဆုံးပေါ့နော်တိမ့်လိမ့်မယ်အဲအခုလောလောဆယ်လဲလေချောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့မြေပြင်ခြိတက်ဖို့ကင်းထောက်မှုတွေလည်းလုပ်နေတာကိုတွေ့ရတယ်တဆယ်နှစ်ဆက်ကွန်စစ်စီရင်ကာလာတွင် TNL ကနောက်ချိုကြောင်းမဲမိုးကုတ်တီဘောစတဲ့မြို့ပေါင်း12မြို့ကိုတင်ပိုက်ထားတာပါ အဲဒီနောက်တရုတ်ဂျာဝန်နဲ့ဆွေးနွေးပွဲတွေရှိလာပြီးစစ်ကောင်စီက TNL ထင်းချုပ်ထားတဲ့မြို့တွေကိုပြန်တောင်းခဲ့ပါတယ်။ TNL ဘက်ကလက်မခံခဲ့တဲ့နောက်မှာတော့စစ်ကောင်စီကပြန်ပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးနောင်ချိုးနဲ့ကြောင်မဲကို TNL ဘက်ကပြန်ပြီးလက်လွတ်ထားပြီးဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါ။ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုမှာရေနှင်းမြုပ်နေပြီးအကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။ စက်တင်ဘာလကွန်ပိုင်းကနေအော်တိုဘာလအတွင်းမိုးစတိုက်ရွာတဲ့အတွက်တောင်ချင်မှာရှိတဲ့စစ်ဆောင်စခန်းအတွင်းရေဝင်ပြီးပြန်ထွက်ဖို့မလွယ်ခုပဲစစ်ဆောင်တွေရဲ့အိမ်တွေခေါမိုးပဲကြံတဲ့အထိရေမြုပ်ကုန်တာလို့ဆိုပါတယ်စစ်ဆောင်စခန်းတစ်ခုလုံးကိုရေကြီးသွားတာဖြစ်ပြီးစစ်ဆောင်တွေရွှေ့ပြောင်းနေထိုင်မှုမိုးကတွေလိုအပ်နေကရေစတိုက်တက်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတယောက်ကပြောပါတယ်အဲ့ဒီစစ်ဆောင်စခန်းမှာအင်ဂျီ49အင်ရှိပြီးလူဦးရေ180ကျော်နေထိုင်တာနေအိမ်20ကျော်က တဲတွေရင်းနှီးမြုပ်ကုန်တဲ့အတွက်ရေလွတ်တဲ့ကုန်းပေါ်နေရာတွေကိုရွှေ့ပြောင်းနေကြရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလထဲမှာလည်းရေကြီးမှုဌာန်ကိုဆစ်ဆောင်တွေကြုံတွေ့ခဲ့ရပြီးတနည်းအတွင်းရေကြီးမှုဌာန်ကိုနှစ်ကြိမ်ကြုံခဲ့ရတာလို့ဆိုပါရယ်ဒီမော့ဆိုမြို့နယ်တွေကဆစ်ဆောင်စခန်းတစ်ခုမှာလည်းအော်တိုဘာလာအတွင်းမိုးကြီးပြီးရေနှမြုပ်နေတဲ့အတွက်နေအိမ်73လုံးနေရာရွှေ့ပြောင်းခဲ့ရတယ်လို့လမ်းတွေလည်းပျက်စီးတာတွေရှိနေပါတယ်ခင်ဗျာ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ